ဝိနည်းအကြောင်းမပြောရဘူးလေ။အားဘုရားရှင်ရဲ့အလိုရှေ့ရှေ့ယဟန္တာအရှင်မြတ်တရားလို့ထာဂရဆရာတော်တို့ရဲ့အလိုနဲ့လုံးဝဆန့်ကျင်တဲ့စကားပဲ။ဘာလို့မပြောကောင်းရမှာလဲ။ပြောဖို့ပြောရမယ်ဝိနည်းစကားအမှန်က။ဝိနည်းကိုပြောတဲ့အကြောင်းအကြောင်းအရာထောက်ထားတရကတွေစာမှာအများကြီးရှိတယ်တကယ်တော့။ညစွာဘုရားကိုတော်တိုင်းနေပြီလေ။ဘုရားလက်ထက်က ရှင်သာရိပုတ္တရာရှင်မောင်ကလန်တို့ကိုပူဆောင်ပြီးတော့ဝိနည်းအကြောင်းပြောဖို့ရပြုလုပ်ခဲ့တည်တာပဲဘုဇဏကုလတို့ကတိတ်ခါပုံမှာအတသိပုဏပတုကယဟန်တရားဂိတာဂိရိဇဏပုံမှာတခါတဲ့လက်လာဘကိုရှေ့ရှုပြီးတော့ဘုရားဟောတဲ့အတိုင်းမကျင့်သုံးကြမယ်တော့ဝိနည်းကလေးဖောက်ပြန်ပြီးတော့သူတို့ဘာတွေလုပ်ကြအောင်ဆိုတော့ကလေးတွေကိုကလေးလိုချော့မြူပေါင်းတဲ့ကလေးချော့ကလေးထိန်မုံနေပါတယ်ပေးကလေးတွေနဲ့အတူဆော့ လူကြီးစုံနဲ့ကတဲ့လူကြီးတွေကလပန်းသက်လဝေခသချင်းဆိုးကကြခုံကြတောက်ကြစားကြအမျိုးသမီးတွေလည်းဟိုဟာလက်ဆောင်ပေးတရားလက်ဆောင်ပေးလူတွေကအเจ้าကိုလာရင်လာမလာရင်ရွာထဲကိုသူတို့ကိုယ်တိုင်သွားလူနေနေသွားရှောက်နေစည်းယုံအဲ့ဒီလိုလက်လာပါရှေ့ရှုဒါရကမယာရီလက်လာပါယာရီအတွက်လူအတိုင်းအဝိုင်းများရေးအတွက်ရည်ရွယ်ပြီးတော့ဘုရားရှင်ရအဆုံးမကလည်းဆန့်ကျင်ပြီးဖောက်ဖောက်ပြန်ပြန်ကျင့်နေကြတယ် ဲ့ဒါကိုပဲဒါရမတရားလည်းဝင်းနည်းကိုမသိတဲ့အခါကျတော့မလုပ်ကြတော့သူတို့ကလည်းအဲ့ဒါအမှန်ထင်ပြီးတော့လိုက်ပြီးအပင်းနေတာအာအဲ့တဘောကောင်းတာပဲမတော်အကျိုးစီးပွားဆောင်ရွက်တာပဲတို့အသိကူညီတာပဲတောင်းတတိုင်းဖော်ရွေတာပဲဘုန်းကြီးကပရိယပရိပတ်သင်ချင်းကြင့်ချင်းဆိုတာကိုယ့်လောက်ကိုမလုပ်ဖိုင်နဲ့ဓမ္မရဲ့အောက်ကိုအောက်ကျုပ်ပြီးတော့ဓမ္မရဲ့နဲ့ခေါင်းမြောင်ပေါင်းပြီးတော့လူမှုကိစ္စတွေလိုက်လုပ်ဒီလိုလူကိစ္စတွေလိုက်လုပ်နေတာကို အမှန်ထင်တဲ့ယုံကြည်အားကိုးနေတယ်။ဒါဝင်တဲ့ဟာမနဲ့မညီဘူး။ဘုရားရှင်ရဲ့တရားတော်နဲ့မညီဘူးဆိုတာတို့လုံးဝမသိချာကြဘူး။ဒီနေ့ဝင်တဲ့တရားတော်နဲ့အညီအရှင်သူမြတ်တော်ဘာအဲ့ဒီရွာကိုဆုံးခံဝင်လာတော့သင်္ကားယုံတာကိုကောင်းကောင်းမမြင်ဘူးတဲ့အဲ့ဒီဓမ္မလေးတခါတည်းကဘာအောင်ဆိုတော့ဘာလဲဒီကိုယ်တော်ကသင်္ကားကြီးယုံပြီးတော့မျက်မှောင်ကြီးကုတ်ပြီးတော့မလီစိတ်ဆိုးနေတယ်လို့ပဲသူကြည့်ရတာကဖြစ်။ကြောင်ပြန်ဖြစ်သွားတယ်။တကယ် တန်ခါအဆက်အမဝဏိနဲ့အညီနေတဲ့တန်ခါအဆက်အမကိုမကြည်ညိုတတ်တော့သောပတိပန္နာဥသောပတိပန္နာခုံရှိတဲ့တန်ခါတွေကိုမကြည်ညိုတတ်တော့အဲ့ဒီအတ္တသီပုဏ္ဏပတုကယဟန်နေဝိနိပြယဟန်နေကိုသာပြညိုကြတဲ့အတွက်ကြောင့်မလို့ပြညိုတာမဟုတ်တာခင်တယ်လို့ခေါ်တယ်။ဒါမျိုးကကုသိုလ်မများဘူးသာသနာအတွက်အကျိုးမများဘူးသာသနာကွယ်ချောင်းရှင်ကောင်းရဟန်းကောင်းနေမကြည်ညိုတတ်တော့မကိုးကွယ်တတ်တော့အဲ့ဒီကြတော့ရှင်ကောင်းရဟန်းကောင်းနေဘုရားရှင်အဆုံးအမအဆက်မှန်တွေကိုသူတို့မကြားရမနာရမကြားရမနာရတဲ့အခါကျတော့ဘုရားရှင်အဆုံးအမအဆက်မှန်တွေအဲ့အရှင်မြတ်တွေနဲ့အတူတူ တောက်ွယ်သွားတာမကောင်းတဲ့ပုံစံတွေကတော့ဓမ္မတွေအပိထောက်ပတ်မှုကိုရပြီးအားကောင်းလာပြီးတော့သူတို့ထင်တိုင်းသာနာတော်ကိုစိတ်တိုင်းကြဖြတ်စည်းကြအဓိကဘာတော့ဆိုတော့လူတွေဝင်းနေမသိလို့အားနဲ့မြတ်စွာဘုရားကရှင်သာရိပုတ္တရာရှင်မောကလန်တို့ကိုလှော့ပြီးတော့အာသံဃာတွေအများကြီးခေါ်ပြီးလှုပ်ရတယ်တပါးနှပါးဆိုရင်ဒါမရဘူးအဲ့ဒီစိတ်တုတ်တိလပုံစံတွေကကြမ်းတမ်းတယ်သူတို့လက်လာပါကိစ္စနဲ့ပတ်သက်အရှင်ကောင်းတွေကိုဆဲဖို့လည်းဝန်မလေးဘူးဒါဆဲလို့ရှင်သာရိပုတ္တရာရှင်မောကလန်ကိုဆုံးမတာကိုဆဲလို့ဒီတစ်ခါဘုရားဖြစ်လာတာ ်အတားအဲစင်ကြတွေသွားပြီးအဲ့ဒီရွာဓာရကမတွေလူတွေကိုခါတော့ဝီနီအကြောင်းနေဟောလူတွေဝီနီနားနေပြီးဆိုမှအဲ့ကိုတော်တွေကိုကြောင်းတိုက်တွေကနှင်းထုတ်ဒီတိုင်းမထွက်ဘူးမထွက်တော့နှင်းထုတ်ရနှင်းထုတ်ပြီးတော့တန်ဃာတွေကိုပြန်တောင်းပန်ဝန်ချပြီးကိုယ့်အပြစ်ကိုသီးခံပြီးတော့အကောင်းမွန်မွန်ကျင့်တာမဟုတ်တန်ဃာတွေကိုပြန်ဆဲသေးတယ်ဒါအိမ်မဓာရကမတွေကဝီနီအကြောင်းသိသွားပြီဆိုတော့သူတို့အားပေးမဲ့လူမရှိတော့အဲ့ဒါဖျားရှင်တဲ့ထက်ကလက်စွာဖျားကနှုတ်လိုက်တာဆိုတော့ဒါရမတွေကဒီတန်ဃာတွေကိုရှင်သာရိပုတ္တရာတို့အရှင်မမောက္ကလန်တို့ကိုကြီးညိုသွားတော့အမဝိနည်းနဲ့ကျင့်သုံးနေတဲ့တန်ဃာအစစ်မှန်တွေကိုကြီးညိုတတ်သွားအမြင်မှန်တွေရသွား ူနီးကိုနားလည်သွားတဲ့အခါကျတော့သူတို့အားပေးမဲ့ပုံကိုမရှိတော့အိမ်ကိုပပြပြီးတော့သွားတော့ဗောဒါဘုရားလက်ထက်ကအကြံဒါကိုကြည်စင်းအပ်တယ်လဲဝင်းနီးလူတွေကိုမပြောတဲ့ဘူးဆိုတာလုံးလုံးမှမဟုတ်ဘူးဘုရားအလုံးနဲ့ဆန့်ကျင်တယ်နောက်တစ်ခုဒုတိယတန်ခါရနာခင်မှာဒီလိုပဲပဒလာတိုင်းဟာဝိဇိပုဒ္ဒကယဟန်နေဟာဘုရားကိုဝင်းနီးတရားတော်ကနေဆန့်ကျင်ပြီးအာရမဝတ္ထု၁၀ပါးဆိုပြီးသူတို့စိတ်ထဲလိုရာဆွဲပြီးတော့လိုက်လာကျင့်သုံးနေကြတယ် ဲ့ဒါတွေကိုတခါတည်းကြားတော့အရှင်ရတ္တလို့ခေါ်တဲ့ရဟန္တာအရှင်တွေကြီးကအရှင်တို့ဒီလိုမလုပ်ကြနဲ့ဒီလိုမလုပ်ကြနဲ့လိုက်ပြောတယ်မြောင်းမရတာဓမ္မတွေပြောဓမ္မတွေလက်မခံလက်မခံတော့ပရိဒါရဏိယခံပြောတယ်ကိုရောကြီးဓမ္မတွေတရားတရားပြအောင်လုပ်လိုက်တယ်သွားတောင်းမှန်ရမယ်တော့သွားပြီးတော့တောင်းမှန်သူဘလို့တောင်းမှန်သလဲဆိုတော့ဓဂါကြီးဓဂမကြီးတို့ဦးစင်ကလေဓဂမကြီးတို့ကိုဒီလိုဝဏိတရားတော်နဲ့အညီပြောဆိုမိပြီးတော့တရားတရားဖြတ်မိပါတယ်ဒီလိုဝိနည်းတရားတော်နဲ့အညီပြောပြီးတော့သင်တို့ရဲ့တရားတရားကိုဖြတ်မိပါတယ်ဆိုလိုက်ပြောလိုက်တာ ကဲရဟနာရှင်မြတ်ကြီးဝီနည်းအကြောင်းလိုက်ပြောတာကိုကြည့်လေဝီနည်းမပြောကောင်းဘူးလေသာလူတွေကိုမှန်လားရှင်တော်အဲ့ဒါကမှန်မူနော်အဲ့ဒါနဲ့အဲ့ကိုတော်တွေကသူတို့အဆက်ခွဲခဲ့တယ်လူတွေနဲ့သူတို့ကြောင့်အကျဉ်းချုပ်ပြအောင်လုပ်ခဲ့တယ်ဆိုပြီးတော့โอเคပဏိယကံပြုတ်မယ်လို့တော့အဲ့ရဟနာရှင်မြတ်ကြီးကသာတခုမှအဲ့ရဟနာရှင်မြတ်ကြီးကိုဝိုင်းရိုက်မလို့တဲ့အဲ့ဒါနဲ့အဲ့ရဟနာရှင်မြတ်ကြီးကတကုန်းနဲ့ပြန်ကြွားသွားပြီသူ့လိုပဲရဟနာရှင်မြတ်လေးသူတော်ကောင်းတွေကိုလိုက်ပင့်ပြီးအပန်း900ဆုပြီးတော့ဝေဒာလိပြေဝုစီတိုင်းကိုလာတဲ့အခါအာရမအများကဒီရှင်ပြရဟန်းပြတ်တွေကိုဝင်နားမလဲတဲ့အခါကျတော့ မသိနားမလဲဓာတာမတွေကဝင်းလေးကိုမတက်မသိနားမလဲဓာတာမတွေကများတော့ဘယင်းတဲ့တော့တိုင်းပြည်သားတွေကအားပေးနေကြတယ်ရုံကြီးချင်းနေကြတယ်သူတို့စကားအဲ့လိုရုံကြီးလက်ခံတဲ့ခါကျတော့ရှင်ဘယင်းအကူကြီးနဲ့ဒီသာသနာပြုဖို့ကြွလာတဲ့အရှင်မြတ်တွေကိုစစ်တမ်းနဲ့ဖမ်းဆီးတပ်ဖြတ်ဖို့တော့သူတို့စူးစမ်းကြကြတယ်နောက်ပိုင်းမှာမြန်မာရပြီးတော့အဲရန်နာရှင်တွေတို့အတိုင်းပြည်ကိုပင့်ပြီးတော့အခါတန်ခါရနာတွေပါတယ်တင်းပြီးတော့သာသနာကိုပြန်ပြီးတော့ပြုတ်ခဲ့ကြတယ်အဲဝင်းလေးမပြောကောင်းဘူးလားဒီတင်္ဂါယနာကိစ္စမှာဝီလီနဲ့ပတ်သက်တဲ့တင်္ဂါယနာပဲဒီတင်္ဂါယနာကလည်း တတိယတန်ခါရနာခေလာဒီတိုင်းမှာအဘောကမင်းလက်ထက်ဝင်းနေအညီစင်ရဟန်းပြုတ်ပြီးတော့ဓမ္မဝိနည်းနဲ့အညီကျင့်သုံးနေထိုင်တာမဟုတ်ဘဲနဲ့ကိုယ့်အကိုသင်္ကန်းကောက်ဝဲပြီးတော့ထင်ရတယ်လောက်ကြတဲ့ကိုတော်တွေများလာတော့တန်ခါပေါ်မှာဥပုပ်ကံနဲ့ပဝရနာကံနဲ့ပြတ်တော့သွားလို့အာဟုအဘောကမင်းကြီးလည်းမသိချာဘူးဓမ္မတန်ခါရဲ့ခါရဲမင်းကြီးမညှို့ဖြစ်ကုန်တယ်အရှင်ကောင်းအရှင်မြတ်တွေစိတ်ဆင်းရဲကုန်ရဒါနဲ့အဲ့ဒီအကြောင်းအကြောင်းတန်ခါညှို့အောင်ဆိုပြီးအဘောကမင်းကြီးအမတ်တယောက်ခိုင်းတယ်အမတ်တယောက်ကနားမနေတော့ ဟိုးဝင်းနီးနဲ့မညီတဲ့ပုံကိုယ်တွေအလိုက်ထက်တက်လာပါရှာရေးတော်ဝင်လာတဲ့ပုံကိုယ်တွေရတော့တာသူကမတက်ဘဲနဲ့တရားစင်အောင်ဆုံးမတဲ့ဖြောင်းဖြောင်းတန်တန်ကျင်သုံးနေတိုင်းနဲ့အရှင်ကောင်းစင်တဲ့သူကောင်းဆရာတက်မိပါအဲ့ဒါနဲ့ပြဒနာကြီးပေါ်လာတော့အတော်ကမင်းကြီးကိုဓမ္မဝိနည်းကိုကျွမ်းကျင်နားလဲအောင်ရှင်မမောက်လေးကပုဒ္ဒတိတ္တမထေရသင်ပေးပြီးတော့အဲ့ကိုတော်တွေကိုလို့လဲပြရတယ်အတူရောင်းနေစင်တူရဟန်းတို့ဝိနည်းနဲ့အညီစင်ဟန်းပြုတ်မလာတဲ့ပုံကိုလေဒါရဟာဒါရမဒါဘာလို့သူတို့ဒီလိုဖြစ်လာရအောင်လဲဒါရမတွေကအစစ်အမှန်နဲ့အတူရောင်းမခွဲတတ်လို့ ဒီရန်တွေကဝိနည်းနဲ့ညစ်ဖြစ်နေတဲ့ရှင်ကောင်းရန်ကောင်းတွေလားဝိနည်းတရားတော်ကလည်းဖောက်ပြန်ပြီးတော့ဓမ္မဝိနည်းကလည်းစကြင်ပြီးသူတို့လှုပ်ချင်ရလှုပ်နေတဲ့ကိုတော်တွေလားဆိုတာမသိဘူးမသိတော့အမအားအားပေးမိအမအားအားပေးမိတဲ့အတွက်အကြောင်းဒီလိုဖြစ်ကြတယ်။အကဘလောက်အနေကြီးတယ်လို့ဆိုလို့ချင်သာသနာကွယ်ကြောင်းအင်မတန်အနေကြီးတယ်ဒါကအဲ့လိုပုံကိုယ်တွေကဓမ္မတွေကဝိနည်းနားမလို့တော့အားပေးရောအားပေးတော့သူတို့ကတခါတည်းရှင်ကောင်းရန်ကောင်းတွေကိုလွှမ်းမိုးဖိစီးနှိပ်စက်ပြီးတော့မနေနိုင်မထိုင်နိုင်အောင်ကောင်းကောင်းသာသနာမပြုတ်နိုင်အောင် 你讲那个淮南的马山，庐西庐西，庐国庐国，别的地方嘛，苏，云南没有。那你说出牌比了，阿拉都讲偏内。现在都讲新疆、延安的皮皮，那的出六块钱出没得了，阿拉也得比啊，比了。就四川的家比了，就来不了。现在把五江说赢输完了。哎，新疆新疆的阿拉马的那的皮皮，威多啊，比阿拉马的那的温尼，都讲的阿拉这个马得了，阿拉讲的皮皮呢？现在说马斯的嘛，打的难打嘛呗。新疆新疆的那的庐国多呢？哎，他们是，他跟阿拉说阿拉说，现在新疆那是没几个。 ဝဏ္ဏရထိတဲ့သာသနာထိတဲ့ဝဏ္ဏဒီမှာသာသနာတည်မယ်ဝဏ္ဏကွယ်ရင် သာသနာကွယ်မယ်လို့မဲ့တော်မူခဲ့ကြတယ်ဖြစ်ပါတယ်။ဒါရီဆရာတော်ဘုရားကြီးကလူတွေဘာလို့ဝဏ္ဏမပြောကောင်းရမှာလဲ။လူတွေဝဏ္ဏနားမလည်လို့ရှင်။သူတို့နဲ့နေဆရာသူတို့ဆရာသူတို့အမျိုးတွေရဲ့ရှင်ပြရဟန်းပြတဲ့စကားကိုနားဝင်ပြီးတော့သာသနာပြုရဟန္တာပုဂ္ဂိုလ်အပါတထောင်ကြွလာ၍သာသနာပြုတော်လည်းပဲအကျိုးရှိမည်မဟုတ်ဆိုပြီးလေဒီဆရာတော်ဘုရားကြီးရဲ့စကားလည်းပဲရှိပါတယ်နော်အဲ့တော့ဝိနည်းဟာရဟန္တာစင်တဲ့ရဲ့အလိုမြတ်စွာဘုရားရဲ့အလို ကျေတော်ကဆရာတော်ကြီးတွေအလို့ဆိုဝီနီဘာလို့လူမပြောကောင်းရမှာတော့ဝီနီပြောကောင်းတာပေါ့များများသိလေတော့တာတော့ကောင်းနေပြန်